ဖင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာနောက်24နှစ်ရဲ့အတွင်းလေပြင်းနဲ့ရေဝန်အဖြစ်အာရုံသွားမယ်လို့ခန့်မှန်းထားကြောင်းမိုးစလကဒီကနေ့အောက်တိုဘာ23ရက်မနက်ပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဖင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူကန်လွန်မှာဖြစ်ပေါ်ခဲ့တဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာအနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်း ပူဒူချယ်ရီမြို့နယ်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကိုဖျက်ချော်ခဲ့ပြီးဖြစ်ကြောင်းအစောပိုင်းအောက်ကောင်းတဲ့လေပြင်းနဲ့ရေဝုန်ဟာအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းလေပြင်းနဲ့ရေဝုန်အဖြစ်အာရော့သွားမယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထုံးနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထင်ကနေတိမ်ထူတက်နေကြောင်းထုတ်ပြန်ထားပါတယ်။ဒါပြင်ဒီနေ့မြန်မာစံတော်ချိန်မနက်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ော်တိုဝါလ20ရက်နေ့ညပိုင်းကတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့အားကောင်းတဲ့ပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်အနောက်တောင်ဘက်ကိုရွေ့လျားခဲ့ပြီးအပူပိုင်းမုန်တိုင်းဖန်ရှင်အဖြစ်အားရော့သွားခဲ့ကဗီယက်နမ်နိုင်ငံဌာနမျိုးရဲ့အရှိမျောက်ဖက်ရေမိုင်း45မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်းအဆိုပါပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်တောင်ဘက်ကိုရွေ့လျားနိုင်ပြီးနောက်72နာရီအတွင်း ဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေဒေသတွေကိုဌာနမျိုးအနေကနေဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းအဲဒီကနေတဆင့်နောက်24နှစ်အတွင်းဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကနေတဆင့်လာအိုနိုင်ငံကိုကုန်းတွင်းမုံနိုင်ငံအဖြစ်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်။